နေ့တော့ကျွန်တော်တို့ ISP မြို့သူပွဲစဉ်တွေကိုကြည့်ဖို့ဘယ်လိုလက်မှတ်ဝယ်ရမလဲဆိုတာကိုရိုက်ပြပေးသွားမှာပါခုညနေ3နာဘက်မှာလမ်းနေပိတ်နေလို့ကျွန်တော်တို့လမ်းဆုံးဘက်ကနေပြီးတော့လက်မှတ်ရောင်းတဲ့နေရာကိုလမ်းလျှောက်သွားပါတယ်ဒီကြိုတင်လက်မှတ်ရောင်းတဲ့နေရာကတော့3နာဘောလုံးခွင့်ကြီးရဲ့နှစ်ချင်းဆိုင်ဘက်ခြမ်းမြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရုံးရှိမှာပါရောင်းချချိန်ကတော့မနက်7:00နာရီကနေညနေ4:00နာရီထိရောင်းချပြီးရလို့သိရပါတယ်။ကျွန်တော်ကတော့အခု3:00နာရီလောက်မှမှ2:00နာဘက်ကိုရောက်တာဖြစ်တယ် ီနေရာကိုအနည်းဆုံးဘတ်ကားအနေနဲ့30နဲ့63ကျင်းလိုက်ရောက်တာကိုတွေ့ရပါတယ်။သုံးနာခွင့်ရှိမှာတော့ ISP ဘွဲအတွက်ဘေးဘုတ်တွေနဲ့ကျင်းကြတာကိုတွေ့မြင်ရပါတယ်။ဒီဘက်မှာတော့ဘောလုံးအကယ်ဒမီနဲ့ခင်တူကွင်းတွေတွေ့ရတယ်။အဲ့ကြောင့်မှမှာ Go Hotel နဲ့မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ရုံရဲ့အဝင်ဝအောက်တွေ့ရတယ်။အဲ့ကိုနည်းနည်းကြော်လာပြီးရတော့ ISP မြို့ပြည်တင် ရှင်ပြိုင်မဲ့ Asia Champion League တိုင်ပွဲအတွက်ကြိုတင်လက်မှတ်ရောင်းချတဲ့နေရာကိုရောက်မှာပဲဖြစ်ပါတယ်။ ။လက်မှတ်ဈေးကတော့အထူးရောင်း9000ရိုးရိုးရောင်း2000ပါ။လူတဦးကိုမှတ်ပုံတယ်။ရှင်မောင်းလိုင်စင်ဒါမှမဟုတ်ဝန်ထမ်းကပ်ပြပြီးတော့တဆောင်ဝယ်ယူလို့ရပါတယ်။ကျွန်တော်တို့ကတော့မှတ်ပုံလေးချန်ခဲ့လို့ဒီနေ့မှဝန်ထမ်းကပ်နေမယ်ဝင်လာရပါတယ်။လက်မှတ်တော့ရသွားပါပြီဒီလက်မှတ်ကမနက်ဖြန်ညနေ3:00နာရီမှကျင်းပမယ်ဂျပန်ကလပ်တိုကျိုဖာလီနဲ့မြောက်ကိုရီးယားကလပ်နာကိုရီးယားအသင်း ည9နာရီမှာကစားမယ် ISP မြို့သမီးတင်းနဲ့တောင်ကိုရီးယားကလပ်စူဝမ်တင်းတို့ပွဲစဉ်နှစ်ပွဲလုံးကိုကြည့်လို့ရမှာပါ။ဂျိုဒင်လက်မှတ်တွေကိုနောက်ရက်ဒီမှာလည်းရောင်းချပြီးမှဖြစ်ပြီးဘောလုံးဖုံးဖုံးရုံရှိပြီးသူ့အနာကွင်းခိမ့်မှတ်နှစ်မှာလည်းမနက်10နာရီကနေညနေ4နာရီထိရောင်းမိမယ်လို့သိရပါတယ်။ပွဲနေ့ကိုလည်းပွဲမတိုင်ခင်ကြိုးဝဲခြင်းနဲ့ဆိုရင်တော့သူ့အနာကွင်းဂိတ်1နဲ့ဂိတ်6အပေါက်တွေမှာရောင်းမိသွားမယ်လို့သိရပါတယ်။ဒီညနေကျွန်တော်တို့ရောက်တဲ့အချိန်ကတော့လက်မှတ်ရောင်းချချိန်ပိတ်ခတ်နေဖြစ်လို့ထင်ပါတယ်။ပိတ်သက်အများကြီးလာဝဲတာတော့ကျွန်တော်မတွေးခဲ့ရပါဘူး။ မနက်ပိုင်းကတော့ပြည်သက်များသူလာဝင်ရတယ်လို့သိရပါတယ်။ကျွန်တော်ဝင်နေတော့ပြည်သက်ချို့ဆိုရင် ISP အသင်းရဲ့ပွဲစဉ်၃ပွဲလုံးအတွက်ကြိုတင်လက်မှတ်ကိုဝယ်သွားတာကိုလည်းတွေ့ရပါတယ်။အဲဒီ ISP မျိုးသမီးတင်ကိုတရားအပြေကိုစီစဉ်အောင်ပေါ်ပါတယ်။ဒီနေ့ကြိုတင်လက်မှတ်ရောင်းချတဲ့ပထမအဆုံးအဖွဲ့နေ့မှာလည်းလက်မှတ်၃000နီးပါးရောင်းကုန်ခဲ့တယ်လို့ဖွဲ့ချုပ်ကနေတစင်သိရပါတယ်။ဒါကတော့ ISP ပွဲကြိုတင်လက်မှတ်ဘလူးဝယ်ရမလဲဆိုတာကို iSport TV ရဲ့ floor လေးကနေပြသပေးသွားတာပါ။ ဗီဒီယိုကိုအဆုံးထိကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီဗီဒီယိုရဲ့အဆုံးမှာတော့ကျွန်တော်တို့ပရိသတ်တွေအတွက်မေတ္တာလက်ဆောင်လက်မှတ်လေးလည်းပြန်လည်ပေးရသွားဖို့အစီအစဉ်ထားပါတယ်။ဒါကိုတော့ကျွန်တော်တို့ဒီဗီဒီယိုရဲ့ caption မှာရေးသားထားမှာဖြစ်ပြီးတော့စီကံချက်တွေတော့တေချာလေးဖတ်ပြီးပို့ပြောချင်ပါတယ်။ကျေးဇူးတင်ပါတယ်။